โอเคအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်စိတ်ကူးတရပုံတွေကိုစိတ်ကြိုက်ထုတ်လို့ရတဲ့ software တခုနဲ့မေးစမြောင်းမြောက်အဲ့တော့ကိုစိတ်ကူးတရဘယ်ပုံမျိုးမဆိုအားလုံးကိုထုတ်လို့ရတယ်အဲဒီပုံလေးတွေကိုကျွန်တော်က logo တို့ template တို့လည်းပြန်လုပ်လို့ရသလိုကျွန်တော်တို့ရဲ့ video edit တွေလုပ်တဲ့အခါမျိုးမှာလည်းထည့်သုံးလို့ရပါတယ် copy တွေလည်းလွတ်ပါတယ်ဗျအဲ့တော့ software လေးကတော့ create app ပဲဖြစ်ပါတယ်အဲ့တော့ play store မှာအလွယ်တကူ download ဆွဲလို့ရပါတယ်ဟော CRE ARD ပေါ့နော် create ဆိုတဲ့ software လေးပဲဖြစ်ပါတယ်ဒီဒီ line ပုံလေးနဲ့ပေါ့နော် okay အဲဆိုရင်ဒီကောင်လေးကိုတစ်ချက်လောက်တော့ပြီးတော့ဖွင့်မယ်နော်အဲဒီမှာဖြစ်ပါတယ်ဗျ okay ဒါဆိုရင်တို့က gmail account နဲ့ချက်ပြီးတော့အခုလိုဘောက်လေးကြာလာမှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ဒီထုတ်ချင်တဲ့ပုံလေးတွေကိုအင်္ဂလိပ်တွေကိုရေးပြီးတော့တို့ကဒီမှာလာပြီးတော့ထုတ်ခိုင်းတာဖြစ်ပါတယ်ဒီမှာ create နဲ့နှိမ့်လိုက်ရုံပဲအဲ့တော့ကျွန်တော်တို့ဒီခါကျတော့ရှိရင်ကျွန်တော်တို့က ်အင်္ဂလိပ်စကေးကတိတ်မကောင်းဘူးအဲ့လိုဆိုလို့ရှိရင်ကျွန်တော်လိုကျွန်တော်လိုချင်တဲ့ပုံကလည်းမရောက်ဆိုလို့ရှိရင်တော့ဘယ်လိုလုပ်မလဲဆိုတော့အရင်ဆုံးကျွန်တော်ဒီမှာမြန်မာလိုအရင်ရေးရေးထားလိုက်မယ်အဲဒီမှာဒါဆိုကျွန်တော်ဒီပုံလေးကိုထုတ်မယ်အကောင်လေးတယောက်ပဆွန်နေကင်ထားတယ် YouTube ကငွေတွေရတော့အရန်ပြောင်းနေတယ်ပေါ့နော်အနေရောင်းအင်ဂျင်ကိုဝစ်ပြီးတော့ YouTube logo လေးကင်ထားတယ်အဲ့ပုံလေးကိုကျွန်တော်အနည်းဆက်ဆုံးဖျောင်းကျွန်တော်ထုတ်မှဖြစ်ပါတယ် Okay အဲ့ဒါဆိုဒီကောင်လေးကိုကျွန်တော် copy ယူလိုက်မယ် copy ယူလိုက် translate မှာလာပြီးရောကျွန်တော် copy ချလိုက်တယ်ခုနလေးကိုအဲ့တော့သူကဓမ္မအင်္ဂလိပ်လိုပြန်ပြန်ပေးတယ်အဲအင်္ဂလိပ်ပြန်တာလေးကိုကျွန်တော်ဒီမှာ copy ပြန်ယူလိုက်မယ်နော်အင်္ဂလိပ်ပြန်တဲ့ဟာလေး copy ယူလိုက်ပြီး copy နေလိုက်မယ်နော် okay copy နေပြီးတော့ခုနထဲကိုသွားမယ်ခုန software တွေသွားပြီးတော့ကျွန်တော်တို့ patch ချနေမယ် patch ချမယ်နော်ဒါလေးကိုထောက်လိုက်မယ်ထောက်ပြီးတော့ကျွန်တော်တို့ခုနဟာလေးကိုဒီမှာရှိတဲ့အဲဒီနေရာလေးကိုနေပြီးတော့ကျွန်တော် patch ချလိုက်မယ်ပြီးရင်တော့ generate လုပ်လိုက်မယ် generate ဆိုရင်နေလိုက်မယ်အဲ့တော့ဒီကောင်းနေနေရှိတဲ့ drum mode သူက free ရဖို့အတွက်အောက်ကကြော်ညာလေးကြည့်ပြရမယ်။တဝင်တော့လုံးဝကြည့်စမ်းမလို့တခါလေးတန်းထုတ်ပေးတယ်။အဲ့တော့ view AD လေးကိုနှိပ်လိုက်မယ်ကြော်ညာလေးခဏကြည့်ပြရမယ်။ကြော်ညာကြည့်ပြီးတော့ရပါပြီဗျ။ Okay ပြီးတော့ပါပြီ။ပြီးထွက်လိုက်မယ်နော်။ okay ဒါဆိုရင်ဒီလိုပုံလေးသူထုတ်ပြပါတယ် okay ဒါကတော့ကျွန်တော်ဒါကျွန်တော်လိုချင်တဲ့ပုံနဲ့လဲကွတ်တိကြတယ်အဲ့တော့ကလေးတယောက်ပေါ့နော်ကောင်းလေးတယောက် လည်းဖြစ်တယ်အဲပြီးတော့စိတ်လိုက်မယ်အပေါ်မှာစိတ်ပါတယ်စိတ်နေလိုက်မယ်ဒါဆိုကျွန်တော်တို့ကလေးတွေဝင်သွားပါပြီဒီပုံလေးကိုအသုံးပြုလို့ရပါပြီဗျာနော်โอเคတကယ်လို့ကပြန်ထွက်ပြီးနောက်တစ်ခါထပ်ထုတ်မယ်ဆိုရင်နောက်ထပ်မတူတဲ့ပုံတော့ထပ်ထုတ်ပေးတယ်အဲ့တော့ကြော်ညာကြည့်စမ်းမလို့နော်ဟမ်ဒါဆိုဒီလိုပုံလေးရမယ်ဟမ်โอเคနောက်ထပ်ပုံတော့ထပ်လို့ချင်းပြန်ထွက်လိုက်မယ်ထပ်ထုတ်လိုက်မယ်အဲ့တော့ကြောင်ညာလုံးဝကြည်စားမလို့ဘူး free ထပ်အများကြီးထပ်ထုတ်ပေးတယ်အဲဒါမှနော်ခုနပုံစံနဲ့မတူတဲ့ပုံစံမျိုးထပ်ပြီးတော့ထပ်ထုတ်ပေးတယ် တကယ်အဆင်ပြေတဲ့ software ပဲဖြစ်ပါလေဗျာနော်အာအဲ့တော့ထပ်ပြီးပုံထပ်လိုချင်တာထပ်လိုချင်နေထပ်ပြီးရော create ထပ်လိုလိုက်မယ်အဲ့တော့လုံးဝကြုံညာကြည့်စမ်းမလို့တခါကြည့်ပြီးတာနဲ့ပုံတွေအများကြီးတထုတ်ပေးနော်အဲဒါမှလည်းကြိုက် okay ဒီမှာလည်းထပ်ပြီး save လိုက်မယ် okay နောက်တော့ထပ်ထုတ်လိုက်မယ်အခုလိုပုံစံမျိုးကြိုက်နေတဲ့ရပုံလေးတွေကို၄၅ဆယ်ပုံပုံတစ်စက်တော့တခါတည်းထုတ်လို့ရပါလေဗျာကောင်လေးလေးကလည်းမတူတဲ့ပုံစံကောင်လေးလေးကိုကျွန်တော်တွေပြပေးတယ်အဲ့တော့ဒီကောင်လေးနေရာမှာ အဲကောင်းမလေးထဲထဲမယ်ဆိုလို့ရှိရင်ねဒေတာနဲ့နောက်နောက်ပုံတွေကိုအများကြီးထထုတ်လို့ရပါတယ်ဗျ။ Okay ဒါဆိုရင်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ကောင်းတဲ့နေ့လေးပတ်စံကြပါစေဗျာ။